five star hotel မှာဒိတ်ဒိတ်ကျဲမင်းသမီးလေးကိုခေါ်ပြီးတူဘူးအဆောင်တုပ်ကျွေးခဲ့လို့ကက်ဆင်းနေမိသားစုဖြစ်ဝေဖန်ခံရတဲ့ဆိုဖြစ်တဲ့စဉ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဟိုတယ်အခန်းစားကြီးမှာမင်္ဂလာပွဲကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ပေမဲ့ကက်ဆင်းနေပြီးရောအစားအသောက်မကောင်းလို့လူပြောများနေရကတော့ဟင်းဝီရန်နဲ့ဆိုဖြစ်တဲ့စဉ်တို့ဆုံးသေးပါအထူးသဖြင့်မင်းသမီးကျောင်းဆိုပြတဲ့ဇင်နဲ့ခင်မွန်းတဲ့ဟင်းဝင်းရဲ့တို့ရဲ့မင်္ဂလာပွဲကအစားအသောက်စင်ရင်ကြောင့်ပြည်သူတွေကြောင့်မှကစေးနေတဲ့မိသားစုအဖြစ်နဲ့ဝေဖန်ခံရတဲ့အခြေအနေပါ ငယ်စဉ်ဆုံးတည်းရဲ့မင်္ဂလာပွဲကြီးဟာတကယ်ကိုမျက်စိကျိန်းလောက်အောင်ခမ်းနားခဲ့တာအလုံးလေးအသိပါပဲရွှေကိုဘိတ်သာဝတ်စုံနဲ့ဘီလီယံတန်ယတနာတွေထိပ်တန်းဟိုတယ်ကြီးတွေမှာကျင်းပခဲ့ရာကြောင့်ပွဲရေးအဆင့်အတန်းကအလွန်မြင့်မားခဲ့ပါတယ်။ပွဲတက်ရောက်လာကြတဲ့သူတွေကလည်းမြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ချေတတိကြီးတွေရုပ်ရှင်မင်းသားမင်းသမီးအစုံအလင်မှာဒါပေမဲ့လည်းဒီလိုမျိုးခန်းခန်းနားကျင်းပတဲ့ပွဲရေးအဲ့ခံမန်နျူးကိုကြည့်လိုက်တဲ့အခါမှာပြည်သက်တွေအလုံးကဒါတကယ်ပဲလားဆိုပြီးတော့အံ့ဩကုန်ကြပါတယ်။ ပထမဆုံးဝေဖန်တန်ထွက်ပေါ်လာခဲ့ရာကတော့မင်္ဂလာဧခန့်ပွဲတခုမှာပါဒီလိုမျိုးကြီးကျယ်ခမ်းနားတဲ့ပွဲကြီးမှာထိတ်တန့်ဧည့်သည်တွေကိုကျွေးမွေးဧခန့်နဲ့အစားအသောက်ကတူဘူးဆောင်တုံးနဲ့ကော်ပြန်စိမ်းတို့ဖြစ်နေကြလို့ပါပရိသတ်ကြီးတို့စဉ်းစားကြည့်ပါအမှုပညာရှင်တွေကိုခုံဟိုတယ်ကြီးမှာကျင်းပပြီးတော့အပြေမာရောင်းချနေတဲ့သရေစာဖြစ်တဲ့တူဘူးဆောင်တုံးလိုမျိုးအလွယ်တကူရတဲ့အစားအသောက်တွေကိုဧခန့်နာကလုံးဝတွဲဖက်မညီဘူးမလိုက်ဖက်ဘူးဆိုတဲ့ဝေဖန်တန်တွေညံသွားခဲ့ပါတယ် တပတ်မှာရွှေကိုပိတ်တာနဲ့မျက်နှာကိုဖန်ဆားပြီးတော့နောက်တစ်ပတ်မှာတော့အိခန်ကျွေးမွေးစိတ်ကိုကက်ဆင်းနေလိုက်တာလို့ပရိသတ်တွေကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။အိခန်မွေးကအဖြစ်ကျွေးတာလို့ဖြေတွင်းနိုင်ပေမဲ့နောက်တစ်နေ့မှာတီးတန့်ကျင်းပတဲ့မင်္ဂလာညစာစားပွဲဖြစ်တဲ့ wedding dinner မှာတော့အစားအသောက်တွေမကောင်းတာကိုတွေ့ခဲ့ရပါတယ်။ညစာစားပွဲဆိုတာ set menu တွေနဲ့အကောင်းဆုံးကျွေးမွေးရမယ့်အချိန်ပါ။ ဒါပေမဲ့အင်တာနက်ပေါ်မှာဗီဒီယိုဖိုင်ထွက်ပေါ်ခင်ရကတော့ပွဲတက်လာတဲ့ဟင်းဝီရဲ့မကြီးကိုယ်တိုင်ကစပွဲပေါ်တင်ထားတဲ့ဟင်းကျိုတောက်ကြည့်ရမှာဟင်းကျိုဟာတစက်လေးမှတောက်လို့မကောင်းမှုဆိုတဲ့သဘောမျိုးအမှုအရာနဲ့ပြသခဲ့ရပါဒီဗီဒီယိုကအစားတောက်လုံးဝမကောင်းမှုဆိုတဲ့ဝေဖန်မှုတွေကိုတရားဝင်သက်သေပြလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်မင်္ဂလာပွဲဆိုတာကိုယ့်ရဲ့အောင်မြင်မှုကြွယ်ဝမှုကိုပြသတဲ့ပွဲဖြစ်တယ်လို့ကိုယ့်ကိုတန်ဖိုးထားပြီးတော့လာတဲ့ဧည့်သည်တွေကိုအဲဝတ်ကျေပေါ်နဲ့ပွဲလေးဖြစ်ပါတယ်အခုကပတ်စံကိုတန်ပေါင်းရာနဲ့ချီ၃နိုင် င်ပြီးမှအိတ်ခံတဲ့အပိုင်းမှာ အစားတောက်ကြမှာတူဘူးအုံတုပ်တွေဟမ်ဘာဂါရီတောင်မကောင်းတဲ့ဟင်းကျိုတွေနဲ့အိတ်ခံလိုက်တာကပရိသတ်တွေကိုအကြီးအကျယ်ဆိပ်ပြတ်သွားစေခဲ့ပါတယ်။ဒီလိုရက်ကအဟိဝရန်တို့မိသားစုဟာစိန်ရွှေငွေရတနာတွေဆင်ပြီးတော့ကျန်းတဲ့ကုန်ကြမ်းစည်တွေကိုတော့ကက်ဆေးနေခဲ့တယ်။ ဒါကြောင့်ဆိုပြတဲ့စင်တို့ကကက်ဆင်းနေတဲ့မိသားစုဖြစ်နေလူပြောများပြီးတော့ဝေဖန်မှုတွေကိုရှောင်လဲလို့မရနိုင်တော့ပါဘူး။ဒီကြားထဲမှာအခုဆိုရင်ဟင်းဝင်းရဲ့နဲ့ဆိုပြတဲ့စင်ကဟန်နီမွန်တောင်မထွက်နိုင်မင်းနဲ့ငွေရှာနေရတာပါ။အခုဆိုရင်ဆိုပြတဲ့စင်နဲ့ဟင်းဝင်းတို့ကမင်္ဂလာပွဲအပြီးနောက်တစ်နေ့မှာပဲရွှေစံပရိုမိုရှင်းခန်းနာတွေတက်ပြီးတော့ငွေရှာနေပြီဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောဒီလောက်ခန်းနာတဲ့ပွဲမှာအစားအသောက်မကောင်းတဲ့အပေါ်ဘယ်လိုမြင်ကြပါသလဲ။ဝစ်စုံအတွက်တန်းရချီသုံးပြီးတော့ဧည့်သည်တွေကိုတော့တူဘူးတုတ်တွေထည့်ကျွေးတာကတွဲပန့်ညီတဲ့လောက်ရလားဆိုတာမှ ချက်ပေးခဲ့ပါအောင်ရှင်ကျေးဇူးပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်